မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသော နေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြားထံတော်ပါမှခန္ဓာစိတ်ဝိညာဉ်မှစခြင်းအမျိုးမျိုးကိုခံစားရပါပြီအကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာကျေးဇူးတော်အပြင်ကျွန်တော်နဲ့ဒီနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်စာလံချခန်းကြီး80အပိုင်ငယ်1ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်တိုးစုကို ပို့ဆောင်တဲ့ကဲ့သို့ယောသက်အမျိုးကိုပို့ဆောင်တော်မူသောဣသေလ တိုးထိန်ကြီးနားထောင်တော်မူပါခေရုဘိန်တွင်ကိန်းဝတ်တော်မူသောဖခင်ရောင်ကြီးတော်ကိုလွတ်တော်မူပါဒီကျမ်းစာကိုကြည့်တဲ့အခါမှာဗာအတိမတ်ပြုထားတာတွေ့ရလဲဆိုတော့ဖခင်ကသူတို့ရဲ့တိုးထိန်ဖြစ်တယ်ဆိုတာကိုအတိမတ်ပြုတာ တွေ့ရပါတယ်သူတို့ကဖခင်ရဲ့ဥဆောင်မှု ထိန်ချောင်းမှုအောက်မှာတိုးစုကဲ့သို့ပို့ဆောင်ခြင်းခံရတယ်ဆိုတာကိုလည်းဒီလိုနားလည်ရပါတယ်ဒါကြောင့်မလို့ ဘုရားသခင်ကသူတို့ကိုပို့ဆောင်တော်မူသောဖေယသူတို့ကိုတိုးထိန်ကဲ့သို့ချီးရှူတော်မူသောဖေယဘုရားသခင်ကအဲ့လိုဖေယဖြစ်တဲ့အတွက်ကြောင့်မလို့ကိန်းဝတ်တော်မူရာအရက်ကနေရောင်ကြီးတော်လွတ်ပါဆိုပြောမှဒီလိုမျိုးဆုတောင်းတာကိုတွေ့ရပါတယ်။အောက်မှာဆက်ဖက်လို့ရှိရင်လည်းအခက်ခဲတွေကြားတဲ့ကဘုရားသခင်ကိုအော်ဟစ်ပြီးတော့မှ တောင်းပန်တဲ့ဆုတောင်းတန်တွေကိုလည်းတွေ့ရပါလိမ့်မယ်။ဒီနေရာမှာကျွန်တော်က စင်ချင်မိတာလေးတခုရှိပါတယ်။စုမတောင်းခင်အခက်ခဲတွေကို မတင်ပြခင်သူတို့ကဖျားသခင်သည်ဘလို့ဖျားဖြစ်လဲဆိုတာကိုကြွေးကြော်ဝန်ခံတာတွေ့ရပါတယ်။ဒါပေမဲ့ဖျားကကျွန်တော်ရဲ့သိုးဒိန်ဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဟာဆင်းရဲမခံရဘူး။စိမ့်လန်းသော အရက်ကိုပို့ဆောင်မယ်။တာယာသောမြင့်နာသို့လမ်းပြမယ်။ကျွန်တော်ရဲ့ဝိညာဉ်ကိုအားဖြည့်မယ်။တေမင်းရဲ့ရဲ့လွှမ်းမိုးတဲ့ခြိုင်ထဲကိုရှောက်တော်လဲဘေးအန္တရာယ်မကြောက်ရဘူး။ ရန်သူတွေရဲ့ရှေ့မှာ စပွဲကိုခင်းပေးမယ်ဒါတွေကတိုးထိန်တယောက်ကတိုးတွေပေါ်မှာပြုလေပြုထရှိတဲ့လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်ဒါကြောင့်မလို့တိုးတွေစားဖို့တိုးထိန်မှာတာဝန်ရှိတယ်တိုးတွေရေတောက်ရဖို့တိုးထိန်မှာတာဝန်ရှိတယ်တိုးတွေလုံခြုံစွာနေရဖို့တိုးထိန်မှာတာဝန်ရှိတယ်တိုးတွေဟာ ရန်သူတွေကို အောင်မြင်ဖို့တိုးထိန်မှာပဲတာဝန်ရှိတယ်တေမင်းရဲ့အရေးလွှမ်းမိုးတဲ့ တေဘေးနဲ့တွေ့ရတဲ့အခြေအနေမှာပင်လေတိုးထိန်မှာအပြေအဝတာဝန်ရှိနေတာဖြစ်ပါတယ်။ဒါကြောင့်မလို့တိုးထိန်ရဲ့တာဝန်ကဘုရားသခင်ရဲ့တာဝန်နဲ့အတူတူပဲဖြစ်တယ်ဆိုတာကိုဇာလန်ဆရာကြီးကကောင်းကောင်းပေါ်ပြတာတွေ့ရပါတယ်။ချစ်တော်မိဘညီကိုမောင်တို့မှာတို့ကျွန်တော်ခက်ခဲတွေကြုံတဲ့အခါဘာကြောင့်ဆူတောင်းလဲ။ကျွန်တော်တို့ပြဿနာတွေရင်ဆိုင်ရတဲ့အခါဘာကြောင့်ဆူတောင်းလဲ။ကိုယ့်ကိုယ်ဖြည့်ရှင်းလို့မရဘူးလား။ကိုနီးကိုဟန်နဲ့ ဖះကိုစုမတောင်းဘဲနဲ့လှုပ်လို့မရဘူးလားချိန်လုံးဖះကိုပဲစုတောင်းနေချိန်လုံးပဲဖះကိုပဲမျော်လင့်နေတာကလူပြင်းတယောက်နဲ့တူမနေဘူးလားစုတောင်းတယ်ဆိုတာက ပြင်းတဲ့သူတွေရဲ့အလို့မဟုတ်ဘူးလားစုတောင်းစရာမလိုပါဘူးကိုဟါကို ဖြည့်ရှင်းကိုဟါကို ရင်ဆိုင်ကိုဟါကို အောင်ရင်လဲအောင်မအောင်ရင်လဲအရှုံးနဲ့ဒါကိုလက်ခံရမှာပဲလို့ကျွန်တော်ဒီလိုမျိုးတွေးစရာရှိပါတယ်မဟုတ်ပါဘူး ကျွန်တော်တို့ဘုရားသခင်ကိုဆုတောင်းရတယ်ဘုရားသခင်ကို ကျွန်တော်တို့အကူအညီတောင်းတယ်ဆိုတာတွေအားလုံးဟာဘုရားသခင်ကကျွန်တော်တို့ကို အပြည့်အဝတာဝန်ယူထားလို့ပဲဖြစ်ပါတယ်။သူတာဝန်ယူထားတဲ့ကိစ္စကို သူတာဝန်ယူပေးရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ပြဿနာတွေအခက်အခဲတွေကိုပြောပိုင်ခွင့်ရှိတယ်ပြောလို့လည်းရပါတယ်။ကျွန်တော်တို့ကိုကြွေးမွေးရမယ့်တာဝန်ဟာကိုရော့စီမှာရှိလို့ကျွန်တော်တို့အငက်ကြုံနေတဲ့အခါကျရင် ကိုရော့ကြွေးဖို့ရန်အတွက်ကျွန်တော်တောင်းရမှာဖြစ်ပါတယ်။ ရန်သူတွေကျွန်တော်တို့ဝင်းရံနေရင်ကျွန်တော်တို့ကိုကာကွယ်ရမယ့်တာဝန်ကဘုရားသခင်မှာရှိလို့ဘုရားသခင်စီမှာကျွန်တော်တောင်းရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အသက်တာမှာလမ်းပြောင်းနေခဲ့ရင်လေကျွန်တော်တို့ကိုလမ်းပြရမယ့်တာဝန်ရှိတဲ့ဘုရားသခင်ကိုကျွန်တော်တို့ကပြောပြရမှာပဲဖြစ်ပါတယ်ကိုရောလှုပ်ပေးပါကိုရောမှာတာဝန်ရှိတယ်ကိုရောကကျွန်တော်ရဲ့တိုးထင်းဖြစ်တယ်ကျွန်တော်တို့ကတိုးတွေပဲဖြစ်တယ် ဒါကြောင့်မလို့ကိုရရှင်မှာတာဝန်ရှိတယ်လို့ကျွန်တော်ဒီလို ပြောပိုင်ခွင့်ရှိပါတယ်ချစ်တော်မိဘညီကိုမောင်တို့မှာတို့ကျွန်တော်တို့ဟာယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံပြီးကြတဲ့ကတိုးထင်းရဲ့လက်ထဲကိုပြန်ရောက်ပြီလို့ပြောတဲ့အတွက်ယေရှုခရစ်တော်ကကျွန်တော်တို့ကိုလုံးဝအပြည့်အဝတာဝန်ယူပြီးပြီဆိုတဲ့အထိပယ်ဖြစ်ပါတယ်ချစ်တော်မိဘညီကိုမောင်တို့မှာတို့ကျွန်တော်တို့ကိုတာဝန်ယူသောဖခင်ရဲ့လက်တော်ထဲမှာအရာအလုံးအနံ့ပြီး စိတ်ချစွာနေနိုင်ဖို့လိုပါတယ်။ဘုရားရှင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။ကောင်းမြတ်သောဘုရားကိုရောကိုယေရှုတင်ပါれ။ကိုရောကကျွန်တော်ရဲ့တိုးထိန်ဖြစ်ပါれ။ကျွန်တော်တို့ကိုတာဝန်ယူတဲ့ဘုရားဟာကိုရောပဲဖြစ်ပါれ။ယေရှုတင်တဲ့ကိုရောတာဝန်ယူပါကျွန်တော်ရဲ့အငန်းတာအသီးသီးကိုကိုရောလက်တော်အပ်ပါれ။ကျွန်တော်ရဲ့စာဝင်နေရေးကျွန်တော်ရဲ့အကွဲအကားကျွန်တော်ရဲ့လမ်းပြမှုအတွေ့ကိုရောလက်တော်မှာပဲရှိပါတယ်ကိုရောရှင်ဖျားဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့ မိသားစုအရောက်တိုင်းရဲ့အသက်တာပေါ်မှာလဲကိုရောလမ်းပြပါမိအကြောင်းတနေ့တာလုံးကိုဆက်ကတ်တဲ့အခါသခင်ယေရှုခရစ်တော်နာမ၌ဆက်ကတ်အနံဆုတောင်းပါ၏အာမင်